ဝမ်ပွဲစဉ်ကဖိုက်တာရဲ့ကြားမှာရှောင်းပွဲဇက်တိုက်ရလနဲ့ဒေါ်မပေါန့်နိုင်ဖြစ်နေတဲ့ဆိုလင်ဦးပြည်သူများလုံးမင်္ဂလာပေါင်းမာတပါ case ကနေချက်ဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့လဝဲကျော်မတွေထက်ကနမဲကြီးဖိုက်တာကြီးဖြစ်တဲ့တပ်မဏိဆိုလင်ဦးကတော့အခုတလောပိုင်းမှာဆွမ်းဆောင်ရည်ရဲကြဆင်းနေတာကြောင့်အရှုံးရလက်တွင်နဲ့သာရင်ဆိုင်နေရတာဖြစ်ပါတယ် တမ္မနိစောလင်ယွန်းကမြမလဝိတ်လောကမှာတမ္မနိလိုမှာကြောတဲ့လက်သီးချက်တွေကြောင့်တခေထောက်ခဲ့တဲ့ fighter တို့ဖြစ်ပေမယ့်လက်တလုံး1ဘွဲ့စင်နေမှာတော့3ဘွဲ့ဆက်တိုက်ရှုံးနေနေကြရတာပေါ့မလရှိယနေ့မနက်ပိုင်းကကျင်းပခဲ့တဲ့1ချက်မြန်ရှေ့ဘွဲ့စင်တစ်ခုမှလည်းစောလင်ယွန်းကပြန်ဘက်ကိုလုံးဝအနိုင်မပေးတော့မယ့်အခြေအနေနဲ့ရှင်ပြိုင်ခဲ့ပေမယ့်အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်ပြန်ဘက်ရုရှား fighter ကိုတမ္မနိစောလင်ယွန်းကပထမချောနဲ့ဒုတိယခြေဘွဲ့စင်တင်မှာသူ့ရဲ့ပြင်းထန်တဲ့တမ္မနိလက်သီးချက်တွေနဲ့အသာစီးကနေရယူနိုင်ခဲ့ပါတယ်ဒါပေမဲ့တမ္မနိစောလင်ယွန်းမှာအားနည်းချက်တွေရှိနေ တာကြောင့်လက်သေးချက်တွေကပြင်းထန်ပေမဲ့တစ်ဖက်ပြိုင်ဘက်ကလက်ကြောင့်ထိတော်မထိုးသတ်နိုင်ခဲ့ပါဘူး ဒါကြောင့်ပြန်ဖက်ရုရှားဖိုက်တာကတတိယချီမှာတော့အမှတ်နဲ့အနိုင်ရယူသွားနိုင်ခဲ့ပါတယ်။ဆိုလင်းဦးအနေနဲ့တတိယချီမှာလည်းအနိုင်ရယူနိုင်မဲ့အကွက်ကောင်းတဲ့ကိုပိုင်ဆိုင်ထားခဲ့ပေမယ့်ရှုံးနေခဲ့ရတာကြောင့်ဘရက်ဒတ်တေကအမလို့အမြဖြစ်နေခဲ့တာပေါ့။ဒီလိုဖြစ်ရတာကဆိုလင်းဦးအနေနဲ့ဖြတ်ထွန်းညံကိုအသုံးပြုကစားတာမဟုတ်ဘဲသူ့ရဲ့ကာယကိုယ်သာအောက်ကိုရာကြောင့်ဆိုပြီးလဝိတ်ကြောင့်နားလေတဲ့ဘရက်ဒတ်တချို့ကသုံးသပ်ထားကြပါတယ်။ဆိုလင်းဦးရဲ့အချင်းကပြန်ဖက်ကိုဝင်လုံးပြီးထုတ်သက်ဖို့ဖြစ်တာကြောင့်သူနဲ့ဆုံတွေ့ရတဲ့ဖိုက်တာတွေကအကြောင်းသေးသေးဖြစ်လာခဲ့ရတာပေါ့။ဆိုလင်းဦးရဲ့ကစားနည်းအကွက်တွေကိုသိလာပြီးဖြစ် စ်တာကြောင့်ပြန်ရုံးထွက်ရင်အနိုင်ပိုင်လာနိုင်ကြပါတယ်။လဝိထိုးတန်းရတာဆိုပေမဲ့ရာရာတိုင်းမှာညံစွမ်းဆိုတာလိုအပ်တာကြောင့်စိုးလင်းဦးအနေနဲ့ကာယစွာအပြင်ညာနာစွမ်းနေကိုပါရှင်တွဲအုံပြုတဲ့ကြောင့်ထပ်ပြလာကြတာပေါ့။ပြည်ရင်းပွဲစဉ်ကကစားသမားတွေတောင်ဖြတ်ထုံးညံအုံပြုပြီးစော်ကစားလာကြပြီမလို့ဝမ်းပွဲစဉ်လိုပွဲကြီးမျိုးကကစားသမားတွေနဲ့ရှင်ပြိုင်ရတဲ့အခါ ဖြတ်ထုတ်ညံကိုတုံးကစားကြဖို့ဆိုလင်းဦးအတွက်အကြံပေးနေကြတာဖြစ်ပါတယ်။ဆိုလင်းဦးနေနဲ့ရှုံးနေခရတာကဒီတပွဲတဲ့တင်မဟုတ်ဘဲတုံးပွဲဆတိုက်ရှိနေပြီဖြစ်တာကြောင့်ဒီလိုရလတ်တွေနဲ့သာဆိုရင်ဝမ်းနဲ့စာချုပ်ဖြတ်သိမ်းသွားမှကိုစိုးရိမ်နေခဲ့ကြတာပေါ့။ဖြတ်ထုတ်ညံနဲ့ကစားဖို့လည်းလိုအပ်တယ်လို့ဆိုလင်းဦးရဲ့ခနာကိုအလေးချိန်ကဖိုက်တာတယောက်အတွက်လိုအပ်ချက်တွေရှိနေသေးတာကြောင့်အစားသောက်နေထိုင်ကစပြင်ဆင်စေခြင်းနေကြပါတယ်။ အခုရှင်ပြိုင်ခဲ့တဲ့ Russia Fighter နဲ့ပွဲစဉ်မှာဆိုရင်ဆိုလင်ယွန်းကသမတ်ဝေတန်းနဲ့မကညီတာကြောင့်အချိန်တော်ကြာတဲ့အထိခတ်တွေ့ခဲ့ရတာပေါ့ရေတပ်လိုအပ်တာကြောင့်လည်းရေရွေအများကြီးတောက်ခဲ့ရပြီးဝေတန်းမှီဖို့စ조사ခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။ပေါင်ချိန်ကျော်လွန်နေတာမို့လို့ဆိုလင်ယွန်းအနေနဲ့ထိုးချင်းညှိကစားခဲ့ရပါတယ်။ဒီလိုလိုအပ်ချက်တွေရှိနေတာကြောင့်ဆိုလင်ယွန်းက1ပွဲစဉ်တွေက Fighter တွေကြမှာဒုမပေါက်ဖဲနဲ့အရှုံးနဲ့ဇက်တိုက်ရင်ဆိုင်လာရတာဖြစ်ပါတယ်။ ဒါပေမဲ့ဆိုလင်ယုံကလက်ရည်ကတော့အကြဖက်မရောက်သေးတာကြောင့်လိုအပ်ချက်တွေကိုအသေးချပြင်ဆင်ကစားမယ်ဆိုရင်တော့အလားလာကောင်းတွေကိုပိုင်ဆိုင်နိုင်အောင်ပါဘောင်းရုရှားဖိုက်တာနဲ့ပွဲစဉ်မှာလည်းဆိုလင်ယုံအနေနဲ့အနိုင်ရနိုင်ခြေတွေရှိထားတာကြောင့်အစားအသောက်တွေထိုင်နေအသေးချပြင်ဆင်ပြီးလိုအပ်ချက်တွေကိုအသေးချစုံစမ်းမယ်ဆိုရင်တော့ပြန်မြောင်းလင်းလို့ရနိုင်ခြေရှိနေတာပဲဖြစ်ပါတယ်လိုအပ်ချက်တွေကြောင့်ဝမ်ပွဲစဉ်ကဖိုက်တာတွေကြမှာရှုံးပွဲစတိုက်ရလနဲ့ဒုံမပေါက်နိုင်ဖြစ်နေတဲ့ဆိုလင်ယုံဘောင်းဘရက်တိုရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးဆက်လက်ပရတီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ